သက်68နှစ်အရွယ်အင်ရှင်အဖွားစီကနေပတ်စံ1130ခိုးလို့1900လကျတဲ့မြန်မာအိမ်အကူရဲ့အကြောင်းပြောမယ်ဆက်စုံမပူလို့လာစိုက်တဲ့နေရာမှာစိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်ရှင်တို့ ready ဆိုရင်စပြီဒီကိစ္စကအခုမှလောလောလတ်လတ်ဒီအမှုကပေါ်ပေါက်သွားတာပေါ့နော်တက်တနာရဲ့ဖြစ်စဉ်ကဘယ်လိုလဲဆိုလို့ရှိရင်ဒီရဲ့အဖွားရဲ့ဘန်ကတ်ထဲကနေပြီးတော့ဒီမြန်မာအိမ်အကူကောင်မလေးကပတ်စံလေးခိုးခိုးပြီးတော့ထုတ်တာကျွန်တော်စိတ်ဝင်စားကြတယ်ဟုတ်လား ဒီအဖွားက2023ခုနှစ်မှာသူကလေးစားဖြတ်တယ်အဲ့ဒီအတွက်အကူညီလိုတဲ့အတွက်မြန်မာအိမ်အကူဒီကောင်မလေးကိုခေါ်လိုက်တယ်ဒီမှာပုံစင်ကာပူတနိုင်ငံလုံးမှာဒီပုံကပြန်နေပြီးသားနော်လာပြီးတော့အာမချောင်းနဲ့ဟိုပုံပြလို့လို့ဒီပုံပြလို့လို့နော်သူကအဲ့ဒီကနေစပြီးတော့အဖွားတို့နဲ့ခင်မင်းရင်းပြီးကြွားဝင်တယ်အဖွားကလည်းသူ့ကိုအရန်ချစ်တယ် နော်အဖွားကျတော့ဝီချဲနဲ့ပေါ့ဘိန်းတက်ကလတ်ထိုင်နဲ့အဲ့လိုမျိုးပဲသွားရတယ်အဲ့လိုမျိုးပဲတုတ်တူမှမအားမလတ်တဲ့အချိန်ကြီးအဖွားတူမှတုတ်တူမှလည်းရှိရယ်တုတ်တူမှမအားမလတ်တဲ့အချိန်ကြီးမှာဆိုလို့ရှိရင်သူ့ကိုပတ်စံထုတ်ခိုင်းတာဒီမြန်မာအိတ်အကူကိုလေနော်တော်ရုံဇင်းနေမှုမျိုးနဲ့ဆိုလို့ရှိရင်ဘသူမှကိုယ့်ရဲ့ ATM ကတ်ကိုမပေးဘူးနော်ရှုံးချင်မှုကိုအလွဲသုံးစားလုပ်ပြီးတော့နော်ဒီလိုမျိုးလောက်တာကိုပြောတာ လုံရက်လိုက်နေတယ်เนาะသူများရဲ့နောက်ကျော်ဓာတ်နဲ့ထိုးတာအဲ့ဒါကြောင့်မလို့အဖွားဆိုတာသူ့ကိုဘလောက်ချစ်ပလဲဆိုတော့ဒီအချောင်းပျော်တိုင်းကိုမျက်ရည်ကျလာတယ်ဒီအဖွားเนาะဘလောက်ကောင်းတဲ့အိမ်အိမ်ရှင်လဲဆိုတာရှင်တို့စဉ်းစားတာကြည့်တော့เนาะသူ့ထမင်းဟင်းမချက်တက်တာလာမှာเนาะသူကကောင်းကောင်းမွန်မွန်ပဲတွေးပြီးတော့ထားလာတယ်ဒီအိမ်အကူကိုနဲ့အိမ်အကူဆိုမဲ့သူကအဖွားကိုကြည့်ရတာပေါ့ဒီအဓိကတော့အဲ့တော့ပြဿနာရဲ့ဖြစ်စဉ်အကြောင်းအမေဒင်းကလေသူကဒင်းကတော့ မိဘကိုပြည်သူထောက်ပံ့ရလို့တခုခုကြောင့်မလို့မဟုတ်ဘူးတဲ့တော့ cosmetic တို့သူ့အဖို့အစားမိုးတွေတုံးပလိုက်တာလေအဲ့ဒီဟာတွေကိုလေတိလာဘလတ်တောင်မှမိုက်လိုက်တယ်လဲဆိုမိုက်လုံးကြီးလိုက်တဲ့ဟာလဲဆိုစဉ်းစားပါကြည့်လိုက်တော့နော်မိဘကိုထောက်ပံ့လို့အကျွေးတွေဆက်လိုက်ရလို့ဆိုလို့ရှိရင်ဒီမဲ့ဖြေးသားပါသေးတယ်နော်တော်2024ခုနှစ်အေပရီလနဲ့အောက်တိုဘာလအထိကိုလေ တရားထုတ်လိုက်900ထုတ်လိုက်အဲ့လိုတရားနဲ့900အတွင်းပေါ့အဲ့လိုမျိုးအလီလီလာလာတွေထုတ်တာအဖွားရဲ့ဘဏ်ကတ်ကိုယူယူပြီးတော့နော်အဲ့ရမှာနောက်ဆုံး2024ခုနှစ်အောက်တိုဘာမှာအဖွားတူမကဒီဘဏ်စင်းရဲ့ဟာကိုမတင်တာလို့စစ်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီရဲ့ဟာကိုတွားတွေ့တာအဲ့ဒီကနေမှတိုင်နာတိုင်နာတိုင်ယုံတာမှာအဲ့ဒီကနေသူကလုံးဝဝမခံဘူးတဲ့နော်ဝမခံဘူးတောင်းမှန်စကားမျိုးလည်းမပြောဘူးတဲ့ဘလောက်မိုက်ချိုင်းတယ်လဲဆိုလို့ရှိရင်စဉ်းစားတာကြည့်လိုက်တော့ နော်ကဲနေပါလို့ကို့မြန်မာအချင်းချင်းအဲ့လိုပြောလဲဆိုမြန်မာအချင်းချင်းမလို့ကိုပို့ပြောတယ်လောက်တောင်မှအစ်စ်မကောင်းတဲ့ဟာဒီလောက်တောင်မှသူများပေါ်ရုံမာတဲ့ဟာလေးစဉ်းစားတာကြည့်လိုက်နော်အဲ့တော့မှသူတို့ဘက်ကနေပြီးတော့နော်နောက်နောက်ဆုံးဘလောက်တောင်မှအင်ဂျင်ယာကောင်းလဲဆိုတော့နော်အပြစ်ပေါ်ရောအောင်လို့ဘာညာလေးဥမာနောက်ထပ်ထပ်လုပ်ပေးတာသူတို့ကလည်းကြောင်လာတယ်ဆက်စားတယ်အမှုဖွဲ့လိုက်တာနေမှာပေါ့ကွယ်ဒါတော့ဘသူဘသူရဲ့အပြစ်လဲတော့မသိဘူးအဲ့ဒီဟာမှမဒီရဲ့အမှုကပြီးခဲ့တဲ့၃ရက်နေမှာဒီကောင်မကဝန်ခံလာတဲ့သိလား ဝန်ခံတဲ့ခါကျတော့အဲ့လိုမျိုးအဲ့နဲ့တရားရင်ဝါနေပြီးဆုံးဖြတ်ချက်ချလိုက်တာကိုလာကြသွားတာဒါပဲနော်စစချင်းတော့သူ့ကိုချုပ်ထဲမှာထားလာပါနေမှာပေါ့အေးခုတော့ထောင်ကိုလာကြသွားပြီအဲ့တော့ကျွန်တော်သူများကကိုယ်ကောင်းကောင်းမွန်မွန်ဆက်ဆက်နေယုံကြည်မှုကိုပေးတယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နဲ့ယုံကြည်မှုဆိုတာအမှန်တစ်ချက်နဲ့တူတယ်ကိုယ့်ရဲ့ပြင်ဘက်တော့မှပြန်ဆက်လို့မရတော့ဘူးနော်အဲ့တော့သူများရဲ့ယုံကြည်မှုဆိုတာခိုင်မာအောင်တည်ဆောက်လို့ရတယ် ါပေမဲ့ testing line ပြီဆိုလို့ရှိရင်ဘက်တော့မှ account တိုင်းပြန်လာဖြစ်တော့အောင်ရှင်တို့ကြီးအဲ့ဒီတကူကိုနားလည်ထားပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်တတား